ကိုယ်ဘာပဲလှုပ်လှုပ်ကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်လို့သမ ्या ကံရဲ့အကျိုးဆက်ကိုကိုယ်ပဲခံရမယ်ကိုယ်ပဲဆံရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွတ်တယ်ဒါကိုကမ္မတကဒါသမာဓိတိလို့ခေါ်တယ်ကိုယ်လှုပ်တာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်ဆန့်ကျင်မဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းကွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဒါကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာဟုတ်နော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာသာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုတာလုံးလဲဆိုတာမဖြစ်ပါဘူးမဟုတ်တာလှုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလှုပ်တဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကရေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းရပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါ့ပြီးတည်သည်ဆာရပါမလားမဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုးတာလုတ်ပြီး ကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်အဲ့ဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံဤအကျိုးညှိမ့်ပဲ့တဲ့ပုံကိုဖြစ်သွားနိုင်အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာတမဒိဋ္ဌိနဲ့ဟုတ်ပြီ ก้าวหน้าเลยก้าวยนูย่าเลยมันก้าวหน้าเลยมันก้าวยนูย่าเลยสุทุกเดือนฮะบารีลูานี่เนี่ยจะนี่ดังมาก้าวหน้าดีจีเล่าถ้าละสุราเรียวเล่าถ้าละกูกูมันดีอย่างจุดาบุรุษยศพยาการหราขอเรลยอุบอปุญญสัพปินสัยามิสโอกรุติอิดาตรวจเด้าหัวที่โลกะตรวจเด้าหัว ပပလို့ဆိုရက်မလုံတင်တာတွေလည်းလုံတယ်ပုံညာလို့ဆိုရက်လုံတင်တာတွေလည်းလုံတယ်ကောင်းတာလည်းလုံတယ်ဆိုးတာလည်းလုံတယ်ကောင်းဆိုးနှမျိုးလုံးလုံးကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုံတာဆိုတာမရှိနိုင်အဆိုးလေးရတော့ပေါင်းပါနော်အစာစားတဲ့အချိန်ခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ။ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကိုကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကိုဆင်ញင်သုံးသပ်ပြီးဒီတစ်ခုလှုပ်တဲ့ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ညိတတ္တသက္ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ရစ်ပြီနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီလို့သူဆိုလို့တယ်ခေအခြေအနေနဲ့နားလည်အောင်ပြောလို့ရှိရင်ရင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထက်ပဲတော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုတ်လုတ်လူရည်ရဲ့ဉာဏ်မှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်နေမှရောက်သွားအဲ့တော့ကိုလူသမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာလဲလို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကူသားရတာမျိုးတွေရှိရတယ်။သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတွေထဲပါမသွားဘူးလားဒါဖြင့်ကံတရားတွေပြန်ပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား အဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တိကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တိကထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တိစိတ်အစင်မှာဖြစ်သွားတာမင်းတဲ့ process လို့ခေါ်တယ်စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ မြည်ကြီးစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘလို့လုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုပြောဆိုဗျာတင်ဆာအာရယာခိစတိဒီပုံရိပ်တရားသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်ဆတ်တာအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့အဆက်ဆက်မှာပါသွားပြီအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီ။ပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်။ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်။ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတာဓာဓာပွေတန္တိဆိုတာဒါကိုဟောတာနော်။ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုရားတရဏံကိသမိဆိုနေပြီမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ မြတ်စွာဘုရားကိုယ်တိုင်ကကံကံကြီးကျိုးအလေးနဲ့ထားပြီးအခြေခံအပြင် ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံကြီးကျိုးယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမထေတိရှိရမယ်။